ကြစိတ်ဟာစပန်တော့ကလာ over prop ကနော်ဒီဟာအားလုံးမင်္ဂလာပါခုချိန်ကစပြီး65ကျင်းမြောက်မိုးမြတ်တဲ့ခန်းသာစီစဉ်ဖွေးလင်းကြောင်းကျေညာပါပါခင်ဗျာ ခန္ဓာစစ်စင်ရအလားနိုင်ငံတော်လည်းလေးပြည့်စင်ဖြစ်ပါသဖြင့်ကျောင်းတော်ကအဲ့တော်ပြည်တတ်များခိတ္တမတရပြပါရင်ရေးသားစွာပြန်ကြဲတော့ခင်ဗျာဒီသဘောတော့တော့သွားကြရစီကောင်းလဲကောင်းမှုမကောင်းရေးစီ

အစီအစဉ်ရတဘာပတိမှအခွင့်အမှစကားပြောကြားခြင်းဖြစ်တဲ့အတွက်တဘာပတိဦးမင်းမျိုးချင်းမှအခွင့်အမှစကားပြောကြားပေးပါရန်ဒီစားဆောင်တက်ကြပါလိမ့်ရှင်ကျွန်တော်မောင်မျိုးသားနေဟာတာတနာတက်ရဲ့တထောင်တရား16ခုတဘုတ်တော်လိုက်ပြီးကျော်တရက်နေ့မှာဟာနာဝဒီဘကိုးနိုင်ငံတော်ကိုစတင်သူထောင်ခဲ့တဲ့ တမလဝိမလဆိုတဲ့မင်းညင်တော်နှစ်ပါးကဟာနာဒီနိုင်ငံတော်ကိုစတင်ပနဲ့ချတဲ့ရက်ကိုကျွန်တော်တို့မော်မျိုးသားနေလို့တတ်မှတ်ခဲ့ပါလေ။အဲ့ဒီဟာနာဒီဘိုးနိုင်ငံတော်ကိုထူထောင်ပြီးတော့ကျွန်တော်တို့မော်လူမျိုးတွေဟာမင်းဆက်သုံးဆက်အဲ့ဒီနေရာမှာနားထောင်ခဲ့ပါလေ။မော်လူမျိုးတွေဟာနှစ်ပေါင်းရာနဲ့ချီပြီးတော့မင်းနေပြီးတော့အဖြစ်ဘိုးဟာနာဒီကိုအုံပြုတ်ခဲ့ကြပါလေ။ဒါပေမဲ့ စစ်အစိုးရလက်ထက်မှာကြတော့ပြည်နောင်နဲ့ပြည်နောင်ရဲ့သားပြည်နောင်ကမွန်လူမျိုးတွေကိုနိုင်သွားပြီးတော့တိုက်ခိုက်လို့အနိုင်ရပြီးတော့ဟန်တော်ဒီမှာနှစ်ပေါင်း30လောက်နန်းထိုင်ထားတဲ့ဟာကိုဒီနေ့ဒီချိန်မှာတိန်ပေါင်းထောင်နဲ့တိန်ပေါင်း2000နီးပါးကိုပုံခံပြီးတော့စစ်အစိုးရကပြန်လည်ဖော်ထုတ်ပြီးတော့ဟန်တော်နိုင်ငံတော်မှာရှိနေတဲ့ပြည်နောင်ရဲ့နန်းတော်ကို ခေါ်ထုတ်ပြီးတော့ကျွန်တော်တို့မွန်လူမျိုးရဲ့တမိုင်းကိုဖျောက်ဖျက်နေပါတယ်။အကယ်၍ကျွန်တော်တို့မျိုးဆက်ကုန်တော့လို့နောင်လာတဲ့မျိုးဆက်တွေဆိုရင်ဒီနိုင်ငံတော်ဟာအတင်ဟန်တော်ရင်းနိုင်ငံတော်ဟာမွန်ရဲ့နိုင်ငံတော်မဟုတ်ဘူး။ဒါပမာဘရင်ဒီရဲ့နိုင်ငံတော်ဆိုပြီးတော့အတင်မပြုတ်လာကြမယ်။မွန်နေရာအဲ့ဒီနေရာမှာပျောက်သွားပါမယ်။နောက်တစ်ခုကအဲ့ဒီနာနဲ့အလားတူစစ်ဆိုးရအာဏာရလာပြီးတဲ့နောက်ပိုင်းမှာ တမဒီမှာကျွေးတကုန်ဖျားအခုဆိုရင်နှစ်ပေါင်း6600ရပြည့်ပြီအဲ့ကျွေးကုန်ဖျားကိုတည်လာတဲ့ပထမဆုံးဖျားကိုဖူးမြင်ပြီးတော့တတ်တော်မွေတော်ရလာတဲ့လူနှစ်ယောက်ကတပုတ်တနဲ့ပါဠိကဆိုတဲ့ကုန်တန်နှစ်ယောက်အဲ့ဒီကုန်တန်နှစ်ယောက်ကမွန်လူမျိုးဖြစ်ပါမွန်လူမျိုးကုန်တဲ့နှစ်ယောက်ကနေဓာတ်တော်မွေတော်ကိုပထမဆုံးလူသားတွေကဖះကိုပူးမြင်ရတာဒီလူသားတွေကတပုတ်တနဲ့ဖာလိကနှစ်ယောက်ပဲ ဲ့ဒီကနေရလာတဲ့ဓာတ်တော်မူတော်ကနေပမာနိုင်ငံတော်ဟိုဒီကျွန်တော်တို့မွန်နိုင်ငံတော်တည်လာပြီးတော့အုတ်ကလာဘမင်းကိုဆက်ကပ်ပြီးတော့အုတ်ကလာဘမင်းကနေသမနာဒီတတ်တော်ကိုသမနာပြီးတော့ကျွေကုံကုန်းပေါ်မှာစတင်ပြီးတော့ဒီကျွေကုံဖျားကိုစတင်တီထောင်တည်ပြီးတော့ပုတ်ွယ်ခဲ့တယ်ခေဆက်ဆက်ကနေပြုတ်ပြင်ထိမ့်သိမ့်ရတော့ကျွေကုံဖျားဖတ်မှတည်တော့က9000ပဲရှိတယ်ကနေ တဲတဲလာတာအခုဆိုရင်အများမြင်တဲ့အတိုင်းပဲနောက်ပြီးတော့နောက်ဆုံးမှာအမနာမတီလာဝချင်းနေတိကြောင်ကြီးကျေတော်အောင်တဲလာဆက်လက်ပြီးတော့ကုသိုလ်မှုသူကတော့ကောင်းမှုပြုတော်တာကရှင်စောမှုမွန်ပါဒါပေမဲ့စစ်စိုးရလက်ထက်မှာကြတော့အဲ့ဒီတမိုင်းကြောင်ကိုမွန်လူမျိုးဆိုတဲ့စကားကိုမထည့်တော့ပဲနဲ့ မြန်မာနိုင်ငံသားကုန်တယ်နှစ်ပါးအကုန်တယ်ညီနောင်နှစ်ယောက်ကနေသတ်တော်မွေးတော်ယူလာပြီးတော့ဒီချစ်တော်ဘုရားကိုတည်တယ်ဆိုတော့ဖြောင်းနေတယ်။တံမျိုးတွေအလားတွေများရှိတယ်။အဲ့ဒါကြောင့်မို့ကျွန်တော်တို့မွန်လူမျိုးတွေမွန်မျိုးသားတွေကိုကျင်းပနေတယ်ယူ။တပါသောလူမျိုးကကျွန်တော်တို့မွန်လူမျိုးကိုဖြောက်ဖြဲလို့မရဘူးဆိုတာကိုမွန်လူမျိုးတွေအားလုံးသိစေချင်ပါတယ်။တံကြောင့်မို့ဒီနေ့ကျွန်တော်တို့ကျင်းပတာဟာလူနေတွေများတွေ ဟိုဗနာနာမထားပဲနဲ့တယောက်တည်းရှိရင်ဒီနေ့ဒီချိန်ရောက်လာရင်ကျွန်တော်တို့မုံလိုမျိုးတွေမုံမျိုးသားတွေကိုကျင်ပရမယ်ဆိုတာအမြင်အားလုံးကိုနှလုံးသားထဲမှာစွဲတာပါတာမမုံလိုမျိုးတွေကယက်တီသွားမယ်မုံလိုမျိုးတွေမပြောက်ပြအောင်ထိန်းသိမ်းလို့ရမယ်အဲ့ဒါကြောင့်မို့ဒီနေ့ဒီချိန်မှာခေတ်ပြီးပြောင်းလာလို့နိုင်ငံရေးအရဘယ်လိုပဲပြောင်းနိုင်တယ်လို့ပြောပြောမုံလိုမျိုးတွေဟာ ကိုရဲ့ကိုပိုင်ပြီနေတခုကိုရဲ့ကိုပိုင်အောက်ချုပ်မှုတခု မရမချင်းကျွန်တော်တို့မုံလို့ပြောတယ်ဂျုံဘဝကမလွတ်သေးဘူးဆိုတာကိုနှလုံးပိုက်ထားပြီးကြပါကျွန်တော်သူပြောနေတာကကျွန်တော်တို့မုံလူမျိုးအားလုံးကိုစကျွန်တော်ရင်ညှို့ပြီးပြောရတယ်ပါနဲ့အဲ့ဒါကြောင့်မုံလူမျိုးတွေဘုပ္ပောဆာမနေပါနဲ့ဒီနေ့ဒီချိန်မှာကျွန်တော်တို့မုံလူမျိုးတွေပဲလောက်ထိအဖြောက်ဖြက်ခံနေရတယ်ဆိုတာကိုမြေတမ်းသတိပြုပါ ရုပ်ကတော့ပြောပါတယ်ဒီနေ့ခေတ်ကပြောင်းလဲလာပြီအချင်းတွေကဒီမိုကရေစီဘက်လမ်းကြောင်းရောက်သွားပြီတာတွေဟာဒီမိုကရေစီတစ်ခုထဲနဲ့ကျွန်တော်တို့နိုင်ငံကထူထောင်လို့မရဘူးဆိုတာကိုစစလုံးရေဖတ်တာပါပါတီလိုလဲဆိုတော့ကျွန်တော်နိုင်ငံမှာလူမျိုးတစ်မျိုးပါတာတစ်ခုထဲမဟုတ်လို့ပါပဲပါတာပေါင်းစုံနေနေတဲ့လူမျိုးပေါင်းစုံနေနေတဲ့ နိုင်ငံတစ်ခုမှာဒီမိုကရေစီတစ်ခုတည်းနဲ့ကျွန်တော်မပြည့်စုံသေးပါဘူးတချို့တချို့တွေကကျွန်တော်တို့လိုချင်တဲ့ဖက်ဒရယ်ပြည်ထောင်စုဆိုတဲ့ဥစ္စာကိုစကားကြားရတယ်ဒီနေ့အချိန်ကြီးအထိလက်မခံနိုင်တဲ့လူတွေရှိသေးတယ်တားရဟာအင်မရာမသဘောထားသိသိနေလို့ကျွန်တော်ယူဆပါတယ်အကယ်၍လူမျိုးတစ်မျိုးထဲပါတာစကားတစ်ခုတည်းဒါရှိနေမယ်ဆိုရင်ကျွန်တော်နိုင်ငံဖက်ဒရယ်မလိုပါဘူးဒီမိုကရေစီနဲ့လူ့ခွင့်ရပြရင်တော့ပြည့်စုံပါပြီကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာပါလဲဆိုတာကိုအခုကျွန်တော်တို့မွန်လူမျိုးတွေမွန်ရဲ့တောင်းဆောင်တွေရေးဆွဲရတဲ့ဒါတစ်ခုကိုကျွန်တော်နဲ့ကြောက်ပြခြင်းမတည်းလွတ်လပ်တဲ့မွန်ပြည်နယ်တစ်ခုကိုထူထောင်မယ်ဆိုရင်ကျွန်တော်တို့တွေပယ်လုံနေထိုင်သွားကြမယ်ဆိုတာကိုအခြေခံအဖြစ်ကျွန်တော်တို့ရေးဆွဲထားတာရှိပါတယ်ရမညမွန်ပြည်နယ်ပြည်မှာနေထိုင်သောလူမျိုးတစုကအခြားလူမျိုးတစုအပေါ်လုံးလုံးဝါမျိုးချင်းမရှိစေရကျွန်တော်တို့လူညာဖက်တယ်ဆိုတာအဲ့ဒါလေးပါတယ် ကျွန်တော်တို့မွန်ပြင်းလေဆိုတော့တတ်မှတ်တယ်တော့ယူထားပေမဲ့ကျွန်တော်တို့ကမွန်ပြင်းလေလို့မယူဘူးကျွန်တော်ရံမညပြင်းလေလို့ကျွန်တော်တတ်မှတ်တယ်။ဘာဖြစ်လို့လဲမွန်ပြင်းလေဆိုရင်မွန်နေလို့ပဲနေတယ်လို့ဖြစ်သွားမယ်။ကျွန်တော်ပြင်းနေတဲ့မှာလူမျိုးပေါင်းစုံရှိတယ်။ဒါကြောင့်မို့ဒီနေ့ဒီချိန်မှာကျွန်တော်ဖက်ထရယ်ဆိုတာဘာကြောက်လို့ပြင်းနေအဲ့ဒါပဲ။ရံမညပြင်းနေတွင်နေထိုင်တော့လူမျိုးစုများတိမ်မြုပ်ပြတ်ွယ်သွားခြင်းမရှိစေရန်ရံမညမွန်ပြင်းနေအစိုးရကဝိုင်းဝန်းထိမ့်သိမ့်တာဝန်ယူပေးရမည်။ မျိုးနေတဲ့နေတော့လူမျိုးစုစုကြီးလူဦးရေအားလုံး90ရေရာခိုင်နှုန်းကျော်ရှိပါထိုလူမျိုးဤကိုပိုင်အုပ်ချုပ်ရေးဒေသကြီးတိမှတ်ပြုပေးရမည်မျိုးနေတဲ့နေတော့လူမျိုးစုကြီးတစ်ဆက်တစ်ဆက်တိရှိနေတော့တိုက်နယ်၃ခုဒေသရှိလူဦးရေအားလုံး90ရာခိုင်နှုန်းကျော်ပါကထိုလူမျိုးစုရဲ့အမျိုးသားဒေသဖြစ်တိမှတ်ပြုပေးရမည်လူမျိုးစုအမျိုးသားဒေသတို့ရဲ့အုပ်ချုပ်ရေးတရားစီရင်ရေးတရားစီရင်ရေးနဲ့ပတ်သက်တဲ့အခွင့်အရေးတော်ဝင်များကိုလည်းရံညံ့မှုန်ပြင်းနေလို့တော်မှတတ်ထမ်းပေးရမည် အဲ့ဒီလိုမျိုးနေထိုင်ခွင့်ရှိအောင်ကျွန်တော်တို့ဒီတောင်စုအစိုးရကနေကျွန်တော်တို့ဓာတ်တွေကိုလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်ဓာတ်တွေမျိုးလှုပ်ဆောင်ပေးမလို့မင်းလှုပ်ဆောင်မပေးမချင်းဟာကျွန်တော်တို့နိုင်ငံမှာဘယ်လိုမှကျွန်တော်တို့အတွက်လုံခြုံမှုရှိမှာမဟုတ်ဘူးကျွန်တော်တို့လူညက်တဲ့ဥစားရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တို့ထပ်ပြီးပြောချင်တာကမွန်လူမျိုးတွေဟာကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပြည်နယ်ကိုယ်ပိုင် ြာဒဏ်ကိုရှိတဲ့ပြည်နယ်တခုမရမချင်းကျွန်တော်တို့ဒီဂျွန်ဘဝကမလွတ်သေးဘူးဆိုပြီးတော့ဆိုတဲ့ဟာပဲကျွန်တော်ထပ်ပြီးတော့ပြောချင်ပါတယ်ဒါပေမဲ့ဒီနေ့ဒီချိန်မှာကြာတော့ကိုယ့်ရဲ့နိုင်ငံတခုကိုထူထောင်ပြီးတော့တီးခြားနေဖို့ဆိုတော့ဘယ်တော့မှဖြစ်နိုင်တဲ့အနေထားပါဘယ်လိုမှမဖြစ်နိုင်တဲ့ခေတ်ချင်းနေပါပါပြလို့လဲဆိုတော့နိုင်ငံပေါင်းစုတွေကုလဘမှာရှိတဲ့နိုင်ငံပေါင်းစုံတို့မှကျွန်တော်တို့အဖွဲ့အစည်းနဲ့နေရတယ်အာရှမှာရှိတဲ့နိုင်ငံအလုံးကလည်းအဖွဲ့အစည်းနဲ့နေရတယ် ။တန်းကြောင့်မဟုတ်နိုင်ငံတိုင်းနိုင်ငံတိုင်းတွေအဖွဲ့အစည်းနဲ့ပေါင်းစုပြီးတော့နေလို့မှကျွန်တော်တို့တွေဟာပို့ပြီးတော့စီပင်တိုးတက်လာတယ်လို့ကျွန်တော်တို့နိုင်ငံအတွင်းမှာရှိနေတဲ့လူမျိုးစုအလုံးကလည်းတီချာစီချာစီခွဲခြားပြီးမနေပဲနဲ့စုပေါင်းပြီးတော့ကျွန်တော်နေမှကျွန်တော်တို့နိုင်ငံမှာတိုးတက်ဖို့ပြုမှုရှိမယ်။ဒါပေမဲ့လက်ရှိ2008ထေကံဥပဒေထဲမှာပြန်ကြည့်မယ်ဆိုရင်အဲ့ဒီလိုကျွန်တော်တို့မှာနေပိုင်ခွင့်မရှိဘူး။အထက်ကနေ ်အောက်ချုပ်ပြီးတော့အောက်စီးပြီးတော့ကျွန်တော်တို့ကိုအတူအယောင်ပဲပေးရတယ်ဆိုတာအကုန်လုံးမြင်နေပါတယ်အဓိကကျွန်တော်တို့မုံလူမျိုးနဲ့အတူတခြားတော့ပမာနိုင်ငံအတွင်းမှာရှိနေတဲ့လူအလုံးကဒီအခြေခံဥပဒေကိုကျွန်တော်အရင်တိုက်ဖြတ်ရမယ်ဒီအခြေခံဥပဒေကိုကျွန်တော်ဖြတ်ပြီးမှစစ်မှန်တော့ဗက်တရပြည်တော်စုရဲ့ဥပဒေတို့ကိုကျွန်တော်တို့ပြုပြင်တောင်းလဲရမယ်အဲ့တော့ကျွန်တော်ပြုပြင်ပြောင်းလဲပြီးတဲ့အခါကျမှကျွန်တော်တို့မုံပြင်းနယ်မှာလည်းလက်ရှိ ျွန်တော်တို့တကယ်စစ်မှားတဲ့ဖက်ဒရယ်နဲ့ကျွန်တော်ပြန်ပြီးတော့နေထိုင်ရမယ်လူမျိုးကြီးဝါဒမဟာလူမျိုးကြီးဝါဒတော့ကျွန်တော်တို့ပြောနေတာကပမာလူမျိုးတစ်ခုတည်းကိုကျွန်တော်ပြောနေတာမဟုတ်ဘူးမိမိတို့ရဲ့အမျိုးဓာတ်ရင်းကောင်းမယ်မိမိတို့အမျိုးဓာတ်ရင်းအသုံးဝင်မယ်မိမိတို့အမျိုးကလွိုက်ရင်တခြားလူမျိုးဟာနှိမ့်ကြတယ်အသုံးမကျဘူးမိမိတို့အောက်မှာနေရမယ်ဆိုတဲ့ဘယ်လူမျိုးမဆိုအဲ့ဒီဝါဒစွဲခိုင်းထားရင်တမဟာလူမျိုးကြီးဝါဒပဲမဟာလူမျိုးကြီးဝါဒဆိုကျွန်တော်ပမာလူပြောတာပါတကယ်တကယ်ကျဖက်စစ်ဝါဒပါ က်စစ်ဝါဒကဘာပေါ်မှာအများကြီးရှိတယ်။ကဘာပေါ်မှာကြည့်လိုက်ရင်ပဋိပက္ခတာအများကြီးဖြစ်နေတာအမေရိကန်မှာဖြစ်တဲ့ကျွန်းရဲ့ပဋိပက္ခကိုပြန်ကြည့်မယ်ဆိုရင်လည်းဒီသုံးစစ်ကကျွန်းလူမျိုးတွေကိုလွတ်လပ်ခွင့်ပေးဖို့အတွက်ဒါပြန်ကြည့်ရင်လည်းမဟာလူမျိုးကြီးပဲ။လူဖြူကကျွန်းတွေကိုလူမဆန်စွာနဲ့အုပ်ချုပ်တယ်လူဖြူတွေဟာသူတို့အောက်ကကျုံတော့တတ်မှတ်တယ်။အဲလူဖြူတွေကလူမဲကိုသူတို့လက်အောက်ကကျုံတော့တတ်မှတ်လို့ဒီလိုဒီလိုစဖြစ်တယ်။ကျွန်တော်နိုင်ငံမလေးတိုင်းပဲတခြားတခြားနိုင်ငံတွေလည်းကြည့်ဒီတိုင်း။ အဲ့ဒီစိတ်တက်ကကျွန်တော်ပြောနေမှာလူမျိုးကြီးဝါရဆိုတော့ပမာတစ်ခုတည်းကိုပြောနေတာမဟုတ်ဘူးပမာတွေအလုံးကိုပြောနေတာလည်းမဟုတ်ဘူးအဲ့ဒီစိတ်တက်ရှိနေတဲ့လူတွေကိုပြောတာဒါကြောင့်မို့ကျွန်တော်တို့ပမာကြီးစေပမာမဟုတ်တဲ့တိုင်းရင်းသားအလုံးနဲ့ဒီတကွာကျွန်တော်တို့လက်တွဲပြီးတော့ကျွန်တော်တို့ညီနေတဲ့အန်တိုင်ကိုရအောင်ချီတက်ကြပါဆိုလို့ပြောနေပါတယ်နောက်အဓိကကတော့ခဏကပြောတဲ့အတိုင်းပဲကျွန်တော်တို့မွန်လူမျိုးတွေ မိမိတို့လိုချင်တဲ့လွတ်လပ်တဲ့ပြည်နယ်တစ်ခုမရမချင်းဂျွန်ဘဝကမလွတ်တည်ဘူးဆိုတာကိုစိတ်ထဲပိုက်ပြီးတော့မြေတန်းကျွန်တော်တို့မမေ့တော့ဒရီနဲ့ဆက်လက်ပြီးတော့ရပ်တည်ပါဆက်လုပ်ပါနောက်ကျွန်တော်မွန်မျိုးသားနေ့ကိုလည်းတတတအားနဲ့ဒီအချိန်ဒီနေ့ရောက်လေရစင်ဆက်မပြတ်ကျင်းပတော့ဖို့အတွက်ကမွန်မျိုးသားတွေရှိနေပါတယ်မွန်တမိုင်းတွေကိုပေါ်ထုတ်နေပါတယ်ဆိုတဲ့ဥစားကိုဆက်နှလုံးထဲမှာပိုက်ပြီးတော့မွန်လူမျိုးတွေဘယ်တော့မှမမေ့ကြပါနဲ့လို့ 交家人，你给我走，阿龙就是你们的。<noise> <noise> <noise>